င်ရိုက်ထားတယ်။လိုင်းလေးမကောင်းလူလေးဆောင်ရင်းနဲ့နော်။မနီယာရဲ့ဆက်ရံပေါ့လေနော်။မနီယာရဲ့ဆက်ရံမှာမိကွန်းလေးကဘာရှိလဲဆိုတော့တဘာဝစိန်ကိုရောတဲ့ GIA ထုတ်လာတဲ့။အဲ GIA စစ်ချက်ကဘာစိန်ဖြစ်ဖြစ် GIA လက်မှတ်ရလာတဲ့မိကွန်းလေးတစ်ခု။ GIA ဆိုတာက စစ်ဆေးချက်လက်မှတ်ထုတ်တဲ့နေရာလို့ကျွန်မမင်းကရှင်းပြထားတယ်เนาะဆိုတော့တဘာဝစိန်ဝါ GIA ထုတ်လာဆိုတော့ mostly ကတော့တဘာဝစိန်ကိုထုတ်တာပဲများတာပေါ့တန်ဖိုးသတ်မှတ်ချက်သတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တဘာဝစိန်ကိုပဲထုတ်တာများတာပေါ့ကျွန်တော်တို့ without ကားနဲ့ license ကားနဲ့ဆိုဘယ်ဟာတန်ဖိုးကြီးလဲ license ကားကတန်ဖိုးကြီးတယ်လीအဲ့တော့ without စိန်နဲ့ကျွန်တော်တို့ ဒီ GIA ဒီစစ်ချက်အမြင့်ဆုံးစစ်ချက်ပေါ့နော်နေရာဌာနအမြင့်ဆုံးစစ်ချက်ကစိန်နဲ့ဆိုရင်ဒါစစ်ချက်ထုတ်ထားတဲ့စိန်ကတန်ဖိုးကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ mostly ကတော့စိန်နေစိန်နေတောင်မှပဲစိန်ပွင့်ကောက်အကြီးတွေကိုပဲထုတ်တာများပါတယ်ကျွန်တော်တို့သုံးလုံးစည်းလောက်ကနေတောင်မှပဲသုံးလုံးစည်းလောက်တောင်တိတ်ထုတ်တာမရှိဘူးသုံးလုံးစည်းလောက်ကနေမှစပြီးတော့မှဒါလင်းကျွန်တော်တို့ကစစ်ချက်ကိုထုတ်တယ်ဒီဒီလိုတိတိမောမောလေးတွေဒီလိုအမုံလေးတွေပေါ့ဒီလိုလေးတွေမှာဆိုရင်တော့ဒါစစ်ချက်တွေမထုတ်ပါဘူးเนาะဆိုတော့အပွင့်ကြီး ီးအနည်းဆုံး၃လုံးစီးလောက်ရှိတဲ့အရွယ်ကနေမှစပြီးတော့မှ၃လုံးစီး0.3 0.45အစသဖြင့်ပေါ့နော်0.6ပေါ့အစသဖြင့်ပေါ့လေ0.8ပေါ့စသဖြင့်ဒီ1ပေါ့တကလက်နှစ်ကလက်ပေါ့ဒီလိုမျိုးတွေကိုဘဲထုတ်ပါတယ်နော်ဒါတော့ဒီလိုမျိုးအသေးလေးတွေဆိုရင် GIE ကမထုတ်ပါဘူးအဲ့တော့ဟုတ်ပြီ GIE ကတဲ့စစ်ချက်ကဘာစိန်ဖြစ်ဖြစ် GIE လက်မှတ်ရတာလားတဲ့โอเคနော်နောက်တစ်ခါကျတော့အဲ ဂျင်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့နောက်ထပ်မေးခွန်းကကြတော့အာရှီးစိန်လို့ပြောတဲ့စိန်တွေအတွက်ကြတော့တဲ့စစ်ချက်ထုတ်ရင် GIA လို့တန်းဝင်သွားတာမျိုးရှိသလားတဲ့ဆိုတော့ကျွန်မခုနပြောသလိုပေါ့စိန်ကမှန်ဘလူးနဲ့ကြိလိုက်တာနဲ့အည်သွေးမကောင်းမှန်သိနေတဲ့စိန်ပေါ့ကျွန်တော်တို့ GIA လက်မှတ်ထုတ်ထားတယ်ဆိုရင်တော့မှတချို့ GIA လက်မှတ်ရှိပြီးသား color grading နိုင်နေဟာတွေဆိုရင်တော့မှကျွန်တော်တို့ကကပ်ဖြောက်အနေနဲ့ကပ်ပြောက်အနေနဲ့ကပ်ကိုမပြောတော့ဘဲနဲ့ကျွန်တော်တို့ဈေးကွက်ထဲမှာဒီလိုရောင်းတာမျိုးလေးတွေရှိတယ်အဲ့တော့ GIA ကိုရှီးစိန်တွေရောထုတ်ရင်ရောဒီတန်ဖိုးကမြင့်သွားသလားဆိုတော့စိန် င်တပွင့်ရဲ့အနာစာကင်းရှင်းမှုလှပမှုနဲ့ပဲသက်ဆိုင်ပါတယ်နော်ဆိုတော့အဲ့တော့ GIA ဆိုတာစိန်တမျိုးတည်းကိုပဲထုတ်တာလားအစ်စ်ကိုပဲထုတ်တာလားဆိုတော့မဟုတ်ဘူးမော်ဇာနိုက်မှာလည်းဒီမှာမေးထားတယ်မော်ဇာနိုက်တီကိုရောတဲ့ GIA နဲ့ရောင်းနေတာဘယ်လိုလဲဆိုတော့ GIA ဆိုတာကတော့လာတဲ့ဟာမှန်တယ်မြောက်ကိုသူကစစ်ချက်ထုတ်ပေးတာပဲ နော်ကျမတို့စိန်တမျိုးတည်းလားဆိုစိန်တမျိုးတည်းမဟုတ်ဘူးကျမတို့မြောက်ကိုလည်း GIA နဲ့ရှိတယ်နော်ကျမတို့ဗရမားနီလာစသဖြင့်သူကဆစ်ဆတ်ထုတ်တဲ့ဌာနဖြစ်တဲ့အတွက်ကြောင့်မလို့စိန်မမဟုတ်ဘူးကြောင်မြင့်ယေဒနာအမှန်သမျှကိုကြောင်မြင့်ယေဒနာမှန်သမျှကိုသူကမီလီဘန်ကြောင်မြင့်ယေဒနာမှန်သမျှကိုသူကဆစ်ဆတ်ထုတ်လို့ရတယ် နော်ကြောင်းမြေယဒနာမှန်သမျှကိုစစ်ချက်ထုတ်လို့ရတယ်အဲဆိုတော့အဲ့တော့ဒါဆိုရင်ကြောင်းမြေယဒနာမဟုတ်တဲ့ mozanite ကိုဆို mozanite လည်းထုတ်လို့ရတယ် GIA နဲ့ mozanite တွေရှိနေတယ်အဲ့တော့ကျမတို့ကကတ်မှာသူကအတုလားအစစ်လားဆိုရင်ရောဘလို့ခွဲမလဲဆို mozanite ဆို mozanite လို့ရေးထားပြီးသား နော် natural diamond ဆို natural diamond ပါထားပြီးသားသူရဲ့ကတ်မှာ diet information အကုန်ပါထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အစစ်အတုတီကွဲပြားပြီးသားဖြစ်ပါတယ်အဲနောက်တစ်ခုပေါ့နောက်တစ်ခု GIA နဲ့ကျမတို့ကအာဘလို့ကွဲပြားနိုင်လဲဆို GIA စိန်ပွင့်နေမှာ laser နံပါတ်တီပါပါတယ် car back ကလေးမှာနော်ဒီလိုမျိုးဒါကစိန်ပွင့်ဆိုပါစို့ဒါစိန်ပွင့်ဆိုလို့ဒါကစိန်ပွင့်ဆိုပါစို့စိန်ပွင့်ဆိုဒီစိန်ပွင့်ရဲ့ဒီလိုမျိုး car back ကလေးထဲမှာသူက laser နံပါတ်ကလေးထိုးထားတယ်အဲ laser နံပါတ်ကလေးကဆက်နေလဲကြည့်လို့ရတချို့ resolution ကောင်းတဲ့ telephone တွေနဲ့ဆိုလို့ရှိရင် လဲမြင်ရတယ်တချို့တရုတ်ဖုံးလေးတွေတချို့ဖုံးလေးတွေဆိုမြင်ရတယ်ကျမတို့အဲ့ဒီ GIA လေးစာနံပါတ်ကိုမှန်ဘလူးနဲ့ကြည့်ရဆိုလို့ရှိရင်လဲမျက်စိကောင်းကောင်းနဲ့ဆိုရင်သူ့ရဲ့နံပါတ်ကလေးကိုမြင်ရတယ်အဲ့ဒီနံပါတ်ကလေးနဲ့ကတ်မှာပါတဲ့နံပါတ်နဲ့เนาะအဲ့တော့ GIA ကတ်ကောင်အောင်အတုလုပ်လို့ရလားမမသိနဲ့ဆိုပြီးတော့မှမိကုန်းတစ်ခုတစ်ခါထပ်တွေ့ပြန်တယ်เนาะမိကုန်းလေးတွေမနေရဆိုတော့ကျမတို့ဘန်ကင်းနေတော့မှပဲ SSD တော့မှအတုလုပ်လို့ရတဲ့ခက်ကြီးတဲ့မှာ GIA ကတ်ကိုအတုလုပ်တာဘာခဲရင်လို့တော့ 喏，新牙包，好吧，新牙包。 ကျမတို့ banking access တွေတောင်မှပဲအခုဆိုရင်အတုလုတ်တယ်အရာရာအကုန်လုံးအတုလုတ်လို့ရတဲ့ AI ခက်ကြီးတဲမှာလေဟုတ်တယ်လား screenshot တွေအတုလုတ်တယ်အဲနောက်တစ်ခါဒီလိုမျိုး banking access တွေအတုလုတ်တယ် screenshot ဆိုတာအရန်လွယ်သေးတယ် banking access လို့ဟာမျိုးတောင်မှငွေလွှဲတဲ့ banking access လို့ဟာမျိုးတောင်မှအတုလုတ်လို့ရတယ်ဆိုတဲ့ခက်ကြီးတဲမှာ GIA ကအတုလည်းရှိတာပေါ့နော်ဒါပေမဲ့ကျမတို့တွေက GIA ဝယ်တယ်အဲကတ်နဲ့ဝယ်တယ်ခုနလိုပေါ့ကိုဒီမှာ laser number နဲ့ကတ်နံပါတ်နဲ့တိုက်မယ်နော်ဒီစိမ်မှာပါတဲ့ laser number ပါမှသာလေ တဲ့သူကက်ကအတုဘလောက်လှုပ်ထားလှုပ်ထားဒီစိမ်မှာလေဆာနံပါတ်ပါမလေလေဆာနံပါတ်ပါမ မှန်ပါလေအဲ့တော့တော်တော်များများတော့မလုံးကြပါဘူးเนาะလုံးလို့မရဘူးလားဆိုတော့လုံးလို့ရတယ်ဒါကိုပြောချင်တာเนาะဒါပေမဲ့ဈေးကွက်ထဲမှာတော့ရှားပါတယ်မလုံးလို့မလုံးမလုံးကြပါဘူးเนาะအလောက်အလုံးရှုပ်ခံပြီးမလုံးကြပါဘူးဘာဖြစ်လို့လဲဆိုတော့စိန်မာလေးစားနံပါတ်ပါနေတာဘူးเนาะဆိုတဲ့ခါကျတော့အဲ့လိုမျိုးလေးတော့ရှိတယ်အဲအဲ့တော့ကျွန်မတို့တွေကဒါအဲကြောင့် GIAD စစ်ချက်ထုတ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့သူစီလာတဲ့စစ်ချက်မှန်တဲ့မြက်ကြောင့်မြက်ရေဒနာမှန်တဲ့မြောက်သူကအကုန်လုံးစစ်ချက်ထုတ်လို့ရပါတယ်အဲ့တော့မြန်မာပြည်မှာရောစိန်ဝယ်ပြီးသွားလို့ရှိလို့ရှိရင်အစ်စင်လားအတူလားဆိုတော့ ဘယ်လိုကွဲပြားနိုင်မလဲမောင်မတင်ဆိုတဲ့မေကွန်းလေးတစ်ခုလည်းတစ်ခါထတ်တွေ့တယ်ထတ်တွေ့ရဲဆိုတော့ကျမကတော့ကျမရောင်းနေဆိုင်ပြီးအကုန်လုံးနဲ့ကျမအခုလက်ရှိရောင်းနေတဲ့အနေထားတော့ကျမတို့ကတော့တစ်ခါတည်းစစ်ချက်တွေပါထုတ်ပြီးတော့မှရောင်းတာနော်ကျမတို့ကဒါကိုစိန်စစ်ဖြစ်ကြောင်းဒါဒီကြောက်စစ်ဖြစ်ကြောင်းအဲမိုးကုတ်တဘာဝ natural တဘာဝမိုးကုတ်ထွက်တဲ့ဗရံများဖြစ်ကြောင်း မိုးကုတ်ထွက်တဲ့နီလာဖြစ်ကြောင်းပြောင်ကောင်းစိမ့်အစ်စ်မိုးကုတ်ဖြစ်ကြောင်းအဲစသဖြင့်ကျွန်တော်တို့ဒီရဲ့ origin နေနဲ့ကျွန်တော်တို့ကဒီကြောက်တွေကြောက်မြေရတနာတွေအကုန်လုံးစိမ့်ဆိုလဲ natural diamond ဖြစ်ကြောင်းเนาะ emerald ဆိုလဲ columbia ဖြစ်ကြောင်း zambia ဖြစ်ကြောင်းစသဖြင့်ကျွန်တော်တို့ကအဲ့လိုစစ်ချက်တွေထုတ်ပြီးတော့မှရောင်းပါတယ်အဲ့အတွက်ကြောင့်မလို့ဝယ်ယူသူတွေအနေနဲ့ကတော့အာမခံချက်အပြည့်အဝနဲ့တဘာရင်းရောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုပူစရာမလိုဘူးအဲ့ဒါအောင်မှကိုက check recheck counter check ထပ်ပြီးတော့မှပို့ပြီးတော့မှတေးကြအောင်စစ်ချင်နေဆိုလို့ရှိရင်ကျွန်တော်တို့ရန်ကုန်မြို့နဲ့မန္တလေးမြို့တွေမှာကြောင်းမြတ် ဓာတ်ခွဲကန်းတွေအများကြီးရှိပါတယ်အဲ့ဒီတွေမှာသွားပြီးတော့မှစစ်ဆေးကြည့်လို့ရပါတယ်မိမိရဲ့ဟာเนาะမိမိဝယ်ယူထားတဲ့ပစ္စည်းတွေကိုဒါအစ်စ်လားအတုလားအဲတခါတည်းကြလို့ရှိရင်အဲတိတ်တိတ်လေးတွေဆိုမှုံမှုံမွားမွားလေးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေညက်ပြီးပါလာတတ်တာမျိုးဆိုင်တွေကရွယ်ချက်နဲ့မဟုတ်ပေမဲ့လည်းညက်ပြီးတိတ်တိတ်လေးတွေတပွင့်လေးတွေဘာလို့ဆို CVD လေးတွေ HPHD လေးတွေကညက်ပြီးပါလာတတ်တာမျိုးဒါကတော့သူ့ market မှာကိုနေကပါလာတတ်တာမျိုးလေးတွေရှိတယ်အဲ့တော့အဲဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမျိုးပါလာတတ်တာလေးတွေရှိတာလေးတွေကိုနာမည်ပြတ်မှာစိုးတာဖြစ်တယ် ဲ့အတွက်ကြောင့်မလို့ကျမကိုယ်တိုင်လည်းကြောက်တယ်။ဘာဖြစ်လို့ကျမကိုယ်တိုင်လည်းဂျားကနေအာမခံပြီးရောင်းပြရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကတော့ဆိုင်တွေကိုစစ်ချက်တွေထုတ်ပြီးတော့မှဧည့်သည်လက်ထဲကိုထည့်ပါတယ်။ ကျွန်တော်တို့ရောင်းသမားတွေအကုန်လုံးကတော့စစ်ချက်တွေတက်ခွဲတန်းတွေကနေပြီးတော့မှပညာရှင်တွေရဲ့စစ်ချက်တွေအကုန်လုံးထုတ်ပြီးတော့မှဒါဧည့်သည်လက်ထဲကိုထည့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝင်ယူတဲ့နေရာမှာအစ်စ်လားတို့အတူလားတို့ကြောက်ကအချက်ကြောက်လားတို့ဘာလို့ပူစရာမလို့ကျွန်တော်တို့ချက်ကြောက်ဆိုလည်းမရောဘူးเนาะအဲဒါတကယ်ကိုတွင်းထွက်ပစ္စည်းအစ်စ်အမှန်ဖြစ်တယ်ဆိုတဲ့ဟာကိုပညာရှင်တွေရဲ့စစ်ဆေးထားတဲ့စစ်ဆေးချက်လက်မှတ်နဲ့တဘာလေးရောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပိုင်းကတော့စိတ်ပူစရာမရှိဘူးเนาะဒါကတော့ကျွန်မလုံလောဆယ်တွေ့တဲ့မိကုံးလေးတွေပေါ့เนาะတဘာဝအဲ လောလောဆယ်တွေ့တဲ့မိကွန်းလေးတွေကိုဒါကတော့ဖြစ်ပြီးချင်းဖြစ်ပြီးချင်းဖြစ်ပါတယ်ဒါဆိုရင်တော့မနီကရိုက်ထားတဲ့မိကွန်းလေးတွေမှာတော်တော်လေးပြည့်စုံသွားပြီလို့မျှော်လင့်ပါတယ်เนาะဆိုတော့အဲနောက်အလင်းသိမ်းလို့ရှိလို့ရှိရင်လည်းကျွန်မကြည့်လိုက်တဲ့ချိန်မှာကောမန့်လေးတွေထဲမှာတွေ့တဲ့မိကွန်းလေးတွေရှိရင်ထပ်ပြီးတော့မှဖြည့်ပေးပါမယ်เนาะနားလည်လောက်ပြီလို့ထင်တယ်เนาะကဲကောမန့်မမြင်ရတော့မျက်နာကလည်းဒီလိုဖြစ်နေပြီတစွေနဲ့တစားဒီလိုကြည့်နေမှကြည့်မကြဘူးတဲ့လား တဇွေနဲ့တဇောင်းနဲ့ဖြစ်နေတယ်တဇွေနဲ့တဇောင်းနဲ့လှလာဒီနေ့လာတယ်အဲ့လေလာလာလို့ဒီနေ့ဒီနေ့လှသလားလို့ဟွန်းအာရာဒီဥတုမှာမိုးတွေအေးတဲ့တာပြောတာအားကြအားကြလိုက်တာနော်ရာဒီဥတုတွေအေးနေတယ်ကြံကလောတို့ပြင်ဦးလေနော်ဟုတ်ပါကျွန်တော်တို့ရန်ကုန်မှာပူလိုက်တာဖြောင်းသက်ပူလိုက်တာ ရှင်းလားမသိဘူးเนาะပြီးအိတ်တက်ကြီးရှင်းလားပြောအောင်ရှင်းရှင်းရလားမသိဘူးเนาะမရှင်းတာရှင်းမေးတစ်ခါလဲဖြေပေးလို့ရအောင်လို့เนาะကျမကတည်တည်နဲ့စောင်းစောင်းကြီးဖြစ်နေတယ်တဲ့ဟုတ်တယ်ဒီမှာ comment မတက်တော့ဒီဘက်တယ်လီဖုန်းကိုကြည့်နေရတော့လူကဒီလိုတစောင်းနဲ့နေပြီးတော့มาကြည့်နေရတယ်ဒီမှာစောင်းစောင်းကြီး